အားလုံးပဲမင်္ဂလာပါ Queen Maya YouTube Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေအဲ့တော့ကျွန်တော်တို့ဒီနေ့စိတ်ကြိုက်တပွဲကောင်းမပြောခင်မှာမနေ့ကဒါကျွန်တော်ရဲ့ YouTube တပွဲကောင်းနေ Urine Go ပေါ်ပေးခဲ့တယ်2စီးဆိုပြီးရလက်လေးနဲ့ကျွန်တော်တို့တဝက်လောက်တော့ကျွန်တော်ရှုံးနေခဲ့တယ်ဘောနော်အမှန်ဆိုအဲ့ Urine ပွဲဆိုရင်ဒါကျွန်တော်လည်းကြီးခဲ့တယ်အဲ Go အဆုံးသက်မှုညံ့ခါတွေ ဂိုးတိုင်ထိတာတွေကြောင့်ဒါလွဲချော်ခဲ့တာကြောင့်ဒါကျွန်တော်တို့တွေဂိုးမပေါ်ခဲ့တာဗောနော် ဟုတ်ပြီအဲ့တော့ဒီနေ့ညမှာလည်းညူကိုတွေအတွက်ကျွန်တော်ဒီအကောင်းဆုံးဒါစူးစမ်းပေးထားတဲ့ပွဲလေးတစ်ပွဲရှိတယ်ဗောနော်ဟုတ်ပြီအဲ့ဒီအကြောင်းလေးတွေမပြောခင်မှာမနေ့ညကဒါကျွန်တော်ရဲ့ဒါ Telegram Free Channel Join ထားတဲ့ညူကိုတွေကတော့ဒါအပေါင်းမပြနိုင်ခဲ့ဘူးတရေကြခဲ့တယ်။အဲ VIP package ညီကိုတွေကတော့ကျွန်တော်တို့အပေါင်း150လောက်ပြခဲ့တယ်။ဟန်ဂရီဂိုးပေါ်အဆင်ပြေတယ်။ပြီးတော့စပိန်လာလီကာ2ရက်က Emaria Borili သူရီစီဆိုသူရီစီဆိုပြီးရလက်လေးနဲ့အဆင်ပြေတယ်ကျွန်တော်ယူကရိန်း5ပေါ်ကတော့ကျွန်တော်90ရှုံးနေဆိုတော့မနေ့ကဒါဗျံပြင်ပက်ကင်ညီကိုတွေပရီမီယံပက်ကင်ညီကိုတွေကတော့ကျွန်တော်တွေ150လောက်အပေါင်းပြခဲ့မျိုးပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကပရီမီယံပက်ကေ့တွေဗီအမ်ပီပက်ကေ့တွေဆိုတာကကျွန်တော်ကိုဒါအခကြီးကိုတပြားတစ်ချက်မှပေးကြမလိုပါဘူး လူလိမ်လူညာပေါ်တဲ့ခေတ်ကြီးမှာညီကိုတို့စီငွေကြီးပန်းကိုလည်းတရားရကန်လုံးယုံကြည်စိတ်ကြခြင်းနဲ့ပွဲရွေးချင်မှုအပိုင်းမှာလည်းဒါကျွန်တော်ကိုယုံကြည်စော်နဲ့လက်တွဲခြင်းနဲ့ဆိုကျွန်တော်စီမှာလာရောက်ဆော့ကစားယုံနေတဲ့ညီကိုတို့စီအဲ BMI ပက်ကိပွဲတွေကို2025 2026တရားစီစာလုံးရရှိမှာပဲဖြစ်တယ်။ဒါသည်လက်ကြီးပဲဖြစ်ဖြစ်လက်သေးပဲဖြစ်ဖြစ်ကျွန်တော်နဲ့တူတူလက်တွဲခြင်းနဲ့ဆိုရင် Viber 09996 3936 56ကိုဆက်သွယ်ပြီးတော့ လာခဲ့လို့ရတယ်ကျွန်တော်တို့ကတော့ဝဲခံမယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ညီမဆန်တို့တို့ဂျင်းနှစ်နာရီ15မှာကစားမယ်ဂျာမနီနဲ့ဆလိုဗကီးယားပွဲလေးကိုလိုတိုရှင်းနဲ့တွားလိုက်ရအောင်အခုလက်ရှိပေးတဲ့ဘော်ဒီစီထဲမှာဂျာမနီသည်နှလုံးသွင်းကျွန်တော်တို့60လောက်ထိစားမယ်ဂူပေါင်းစီထဲမှာကျွန်တော်တို့3လုံးတရီဇီဒန်လေးပေးတာကျွန်တော်မြင်ရတယ်အဲ့တော့ကြောင့်မို့ဒီဂျာမနီနဲ့ဆလိုဗကီးယားကိုကျွန်တော်တို့ ဖီဗာတမတ်ထားတဲ့ ranking ချင်းရှင်လိုက်ဂျာမနီသည်30မှာရှိတယ်ဆလိုဗကီးယားသည်46မှာရှိတယ်အဲ့တော့ ranking ချင်းအလဲမှာကျွန်တော်တို့36လောက်ဟာတော်တော်လေးဟနေတာကျွန်တော်မြင်ရတယ်ဒါပေမဲ့အခုလက်ရှိသူတို့ group A မှာဂျာမနီသည်၅ဘွဲ့ကစားထားပြီးတော့12မှတ်ရထားတယ်ဆလိုဗကီးယားသည်လည်း၅ဘွဲ့ကစားထားပြီးတော့12မှတ်ရထားတယ်ရမတ်ကိုစီတွေကတော့12မှတ်12မှတ်ကိုစီတွေဖြစ်နေတယ်အဲ့တော့ဒီနေ့ညမှာဂျာမနီသည်ဆလိုဗကီးယားကိုသူ့ရဲ့အိမ်ဝင်ပြိုင်ပွဲရှိမှာ တရေကြောင်ကစားယုံနေတဲ့ဂျာမနီသည်ဒီတိုက်ရိုက်ဝင်ခွင့်ရမှာပဲဖြစ်တယ်ဆလိုဗက်ကီးယားသည်ဂျာမနီကိုအနိုင်ရရှိအောင်ကစားမယ်ဆိုဆလိုဗက်ကီးယားသည်အဆင့်တနေရာနဲ့တိုက်ရိုက်ဝင်ခွင့်ရရှိမှာပဲဖြစ်တယ်အဲ့အတွက်ကြောင့်မို့ဒီညမှာပရက်ရှာများတာဖိအားများတာတော့ဆလိုဗက်ကီးယားကတော့ပို့ပြီးတော့ဖိအားများနေတာတွေ့ရတယ်ဂျာမနီကတော့ပေါ့ပေါ့ပေါပါလီပဲကစားရမယ်အိမ်ဝင်းလည်းဖြစ်တယ်အိမ်ဝင်းပြိသက်ရှိမှာ ဂျာမနီဒီပွဲကိုအေးစစလေးဒါမိနစ်60သိထိမ့်ချုပ်ကစားသွားမယ်လို့ကျွန်တော်တော့ထင်တယ်အဲ့တော့ဆလိုဗက်ကီးယားဘက်ကိုပြန်ကြည့်မယ်ဆိုဆလိုဗက်ကီးယားနဲ့ဂျာမနီတွဲဆုံမှုမှာဆိုရင်ဆလိုဗက်ကီးယားအိမ်ဝင်းမှာတော့ကဆလိုဗက်ကီးယားစီဂျာမနီတူးစီးနဲ့နိုင်ခဲ့တာကျွန်တော်မြင်ရတယ်အဲ့တော့ဆလိုဗက်ကီးယားဒီဒီနေ့မှာလဲဂျာမနီရဲ့အိမ်ဝင်းမှာသူတို့တွေအဝေးပွင့်ကနေပြီးတော့ဘလောက်ထိလုတ်ပြနိုင်မလဲဆလိုဗက်ကီးယားရဲ့ဝေးဝင်းကာရန်ဖောက်ကိုကျွန်တော်တို့ကြည့်တဲ့ချိန်မှာဆလိုဗက်ကီးယားဒီ6ပွဲလောက်ကစားထားပြီးတော့9ပွဲလောက်ထိ အဝေးဝေးမှာရှုံးနေထားတဲ့ရလက်ကိုပိုင်ဆိုင်ထားတယ်ဆိုတော့ဆလိုဗကီးယားဒီနေ့ညပွဲမှာဂျာမနီကိုနိုင်ဖို့တော့မကျင်းသေးဘူးเนาะနိုင်ဖို့တော့မဖြစ်နိုင်ဘူးလို့ကျွန်တော်တို့ထင်တယ်အဲ့တော့ကျွန်တော်တို့စောက်ကြည့်ရမှာဂျာမနီဒီဒီနေ့ညမှာဘူကီးရဖွင့်လာတဲ့ဘော်ရီဇီတဲ့အောင်သွားမှာလားမအောင်လားပဲကျွန်တော်တို့စောက်ကြည့်ရမယ်အဲ့တော့ကျွန်တော်ဒီကပ္ပဖလားဒီနိုင်ငံပေါင်းအားလုံးပေါင်း90ကျော်ထဲမှာ ဘူဂီရီဖွင့်ထားတဲ့ဘော်ရီဇီဒန်ကြီးအောင်ကြီးရှုံးလေးတွေကျွန်တော်ကြည့်တဲ့အချိန်မှာဆလိုဗက်ကီးယားစီဘူဂီရီဖွင့်ထားတဲ့ဘော်ရီဇီဒန်အောင်မြင်မှုမှာအစ်စ်နစ်နေရာမှာရှိတယ်။အဲ့ဒါလေးကတော့ဒါကျွန်တော်သွားတွေ့တယ်ကျွန်တော်ကြိုက်တဲ့အချက်လေးသွားဖြစ်တာပေါ့နော်။အဲလက်ရှိအင်ဝင်ကာရန်ဖော့လေးကိုကျွန်တော်ကြည့်မယ်ဆိုဂျာမနီသည်အဲအင်ဝင်ကာရန်ဖော့မှာဆိုရင် net မြောက်အန်လည်းရလည်းကို3-1နဲ့အနိုင်ရရှိခဲ့တဲ့ body zero လို့ကျွန်တော်တည်ရကြတာမြင်ရတယ်ပြီးတော့လေကျွန်တော်တို့ဒါ losing mode ကို3-4 zero နဲ့အနိုင်ရရှိခဲ့ပြီးတော့ဒါတို့တွေ body zero နဲ့အောင်ခဲ့တယ်အဲ့တော့ဂျာမနီရဲ့ အိမ်ဝင်းကစားရတဲ့ဒီနောက်ဆုံးပေါ့နော်ကျွန်တော်ငါးပွဲမှာဆိုရင်၃ပွဲလောက်ထိကျွန်တော်တို့ရှုံးနေတာတဲ့တပွဲသိရကြတာပြီးတော့တပွဲနိုင်လာဆိုဂျာမနီရဲ့အိမ်ဝင်း current for the အရန်ကြီးဒီ2025 2026မှာကောင်းနေတဲ့ရလက်တွေပိုင်ဆိုင်လာတာမဟုတ်ဘူးဆလိုဗကီးယားကမြောက်အိုင်ယာလန်ကိုလူစင်းနဲ့ရှုံးနေခဲ့တယ်ပြီးတော့လူစင်းမော့ကို0-1နဲ့နိုင်ခဲ့တယ်ဂရိကို4-1နဲ့ရှုံးနေခဲ့တယ်ပြီးတော့ဆလိုဗကီးယားဆလိုဗေးနီးယားကိုစီးစီးတည်ကြအောင်ကစားခဲ့အဲ့တော့ဆလိုဗကီးယားက အဝေးကွေးမှာသူနဲ့ခြေတူရှိတဲ့အသင်းဂတ်တစ်ခုအတူတူ level ဒန်းလို့ရှိတဲ့အသင်းကိုတော့ဂိုးရဖို့ရုန်းကန်ခဲ့တယ်ဆိုဂျာမနီအသင်းကိုလည်းဂုံးရဖို့ရုန်းကန်အမှာပဲအဲ့တော့ဆလိုဗကီးယားရဲ့ကျွန်တော်စော့မုံစော့နီးဆို brother တို့ဟိုတတိထားပြီးကြည့်ကြည့်ပါကြစ်လက်တယ်ခံစစ်ကိုဦးစားပေးပြီးစော့တယ်ကောင်းတာအတကင်နဲ့ပဲသွားတာတွေ့ကြောင်းလို့ဒီနေ့ညမှာ မိနစ်60လုံးလုံးမှာဂျာမနီရဲ့သူတို့တိုက်စစ်ဆင်မှုကိုအကောင်းဆုံးသူတို့တွေခံကစားပြီးတော့ကောင်နာအတကင်ပိုင်းနဲ့ပဲသူတို့တွေဂိုးရရှိအောင်ကြိုးစားသွားမယ်လို့ကျွန်တော်ကထင်နေပါတော့။ဒါပေမဲ့ကျွန်တော်ကတော့ဂျာမနီဒီနှလုံးပေါင်း90ဖွင့်လာတဲ့ဘော်ဒီဈေးထဲမှာဂျာမနီဒီဘော်ဒီဈေးထဲအောင်အောင်ပဲစောက်ကြည့်ရမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်ရွေးချယ်ပြီးပါဆိုကျွန်တော်ကတော့ ဆလိုဗကီးယားပေါ်လီနဲ့ပဲယက်တိချင်းနဲ့ဘာဖြစ်လို့ကျွန်တော်ဂိုးပေါင်းတွေကိုရှောင်လိုက်လဲဆလိုဗကီးယားစီဂျာမနီဘက်ကအနည်းဆုံး1-0လောက်ကျွန်တော်တွေစပြီးတော့နိုင်ခဲ့မယ်ဆိုဆလိုဗကီးယားဒီတိုက်စစ်ဖွင့်ပြီးစော့တော့မှာဆိုတော့နည်းနည်းလေးကျွန်တော်တို့အန်ဒီရဲ့များမယ်လို့ကျွန်တော်ထင်တယ်လို့ကြောင့်ကျွန်တော်ကတော့ ဒီကိုပေါင်းဈေးကိုကျွန်တော်ရှောင်ပြီးတော့ဒီ body ဈေးကိုကျွန်တော်ယူခဲ့တာပေါ့နော်အဲ့တော့ကြောင့်မလားကျွန်တော်ကတော့ Slovakia body နဲ့ပဲကြိုက်ပါတယ်ပေါ့နော်အကြိုက်တဲ့ညီကိုများနဲ့စော့နိုင်တယ်မကြိုက်တဲ့ညီကိုများဆိုလဲဒါမစော့ဘူးဆိုရင်တော့အချင်းနေလေးတွေစောက်ကြည့်လို့ရတယ်ဒီညီလေးရွေးချယ်ပြီးတာအဆင်ပြေလားမပြေလားဆိုတာစောက်ကြည့်လို့ရတယ်ပေါ့နော်အဲဒီလိုမျိုးနေ့စဉ်တပွဲကောင်းလေးတင်ဆက်ပေးနေမှာဖြစ်တော့တကြောင်မ Queen Bia YouTube channel လေးကို like subscribe လုပ်ပြီးသားမှာညီကိုတို့အမြင်တွေရှိတယ် comment တွေမှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ်ကျွန်တော်တို့ဒီဒီလို level မှာလေ့လာသင်ယူနေစဉ်အချိန်ကာလဖြစ်တော့တကြောင်မလို့ကိုမသိဘူးဆိုတဲ့အရာမျိုးတွေ ဆိုလဲကျွန်တော်တို့လိလာသင်ယူသွားမှာမယ်ကိုသိတဲ့အရာဆိုလဲဒါကျွန်တော်တို့ကြော်သွားမယ်ဗောနော်အဲ့တော့ဒါညီကိုတို့အမြင်တွေရှိလဲကိုမန့်နေမှာဝင်ရောက်ဆွေးနွေးသွားပေးလို့ရတယ်ထပ်ပြီးတော့ကျွန်တော် ပြောချင်တာလူလူညာပေါ်တဲ့ခေတ်ကြီးမှာညီကိုတို့ဒီငွေကြီးပိုင်းကိုတရားရခိုင်လုံးယိုကြီးစိတ်ကြခြင်းနေဆိုရင်ဒါကျွန်တော်ကိုဟိုတာဝန်ယူထားတဲ့ကျွန်တော်ကိုယ်တိုင်မျက်နာပြပြီးပြောနေတဲ့ယူဖာမှာလာရောက်ဆော့ကစားနိုင်တယ်ဇလာရောက်ဆော့ကစားရုံနဲ့ညီကိုတို့ဒီ2025 2026ဘီအိုင်ဘီ ပက်ကီပွဲများကိုတရားစီစာလုံးရရှိမှာပဲဖြစ်တယ်ပြီးတော့ထိုင်းရောက်နေတဲ့ညီကိုများထိုင်းမှန်ရှိုံနဲ့စော့ကစားလို့ရပါပြီဆိုတဲ့ကြောင်းဒီနေရာနေထပ်ပြီးတော့ပြောခြင်းနဲ့ကျွန်တော်စီမှာ BMI ပက်ကီဝယ်ထားတဲ့ညီကိုတွေများစွာရှိပါတယ်မြန်မာနိုင်ငံညီကိုတွေထိုင်းရညီကိုတွေမလေးရညီကိုတွေကိုရီးယားညီကိုတွေဂျပန်ညီကိုတွေဒီနေရာနေစုမုံကောင်တောင်းပေးလိုက်ပါတယ်ညီကိုများလုပ်ငန်းကိုင်များအဆင်ပြေချုံးမွေပြီးတော့လုပ်ငန်းခွင်မှာလည်းအန်ဒီအကင်းဘေးရှင်းကြပါလိမ့်ပြောကြရင်းနဲ့ပဲကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့စုံလေးကြပါမယ်အားလုံးပဲဂုဏ်လက်ပါ